ဦးဇင်တော်ဒီနေ့ခဲ့လူတွေပြောနေကြအများနဲ့မတူအောင်ထူးထူးခြားခြားလောက်ပြနိုင်တယ်လို့ဆိုလို့ရှိရင်လူတွေကဘလို့ပြောကြတော့ဆိုတော့အဲဒီကောင်ကတော့စံချိန်ချိုးတယ်ဟေးစံချိန်တင်တယ်ဟာသူများနဲ့ကိုမတူဘူးဆိုပြီးကောင်းတဲ့နေရာဖြစ်ဖြစ်မကောင်းတဲ့နေရာဖြစ်ဖြစ်စံချိန်ချိုးတာကတော့ချိုးတာပဲပေါ့လေနော်အဲ့ဒါဥစ္စာတို့မြတ်စွာဘုရားလက်ထက်တုန်းကလည်းပဲ စံချိန်ချိုးလာအောင်စံချိန်တင်ရလာအောင် အများနဲ့မတူတမှုထူရှားပြီးနှမျောတဲ့ပုံကိုကြီးတယောက်ရှိခဲ့ဘူးလေနှမျောတဲ့ပုံကိုကြီးတယောက်ရှိခဲ့ဘူးလေအဲ့ဒါရာဇဂျိုပြီးတက္ကရာမိကုံးမှာဂဒေ60လောက်ချမ်းသာတယ်ဂဒေ60ဆိုတာနည်းနည်းတော့ပစ္စည်းဥစ္စာမဟုတ်ဘူးအဲ့ဒါကအဲ့တော့ဒီနေ့ခေပမာဏဆိုတာဘီလီယံနာတထည်ကြီးတွေလို့ပြောရမယ့်ပုံစံမျိုးပဲသူတို့ကနော်ဂရီ60လောက်ချမ်းသာတယ် ူ့နာမည်ကတော့မြမလွန်လွန်နဲ့မှတ်လိုက်လို့ရှိရင်တော့တထွေးကြီးဥက္ကစီနာမည်နဲ့လိုက်အောင်ကစီတာနော်ကစီဘုံကစီနေရလားအမလီတော်တော်ကိုကစီနေတာတထွေးကြီးဥက္ကစီဘလောက်ဒီကစီနေတယ်လဲဆိုလို့ရှိရင်သူကသူကစီနေပုံများတနေ့သူကဘယင်နန်းတော်ကနေဘယင်ကိုခစားပြီးတော့ပြန်လာတဲ့ ပြန်လာတဲ့အခါကျလမ်းမှာလူဆင်းရဲတယောက်ကဆင်းဆင်းရဲရဲဆိုတော့သူကလည်းပဲဟိုမုံကောင်းဟင်းကောင်းနေအစားဆောင်နေဝဲပြီးမစားနိုင်မစားနိုင်တဲ့အခါကျတော့စီမပါပြားမပါနဲ့ဟလာဆံမုံလေးတွေထညက်လေးနဲ့ရောပြီးတော့ဖုတ်ထားတဲ့အိုကင်းအပူတိုက်ပြီးတော့အပူပေးဖုတ်ထားတဲ့ဥစဉ်တော့ဒီနေ့ခေတ်ဆိုရင်ဒါအထမီးအောင်မီမုံလို့မုံမျိုးလို့ဥစဉ်ထင်တယ်ထမီးအောင်မီမုံကဥစဉ်တော့မြင်မှုတယ်လေနော် ဆလောင်းဖုံလေးကိုမိဘပေါ်မှာတင်တင်ပြီးအဲ့ပေါ်မှာမုံဆန်လေးတွေအရည်လေးနဲ့ဖြောထညက်လေးနဲ့အဲ့ဒါထည့်ထည့်ပြီးတော့ဘဝနဲ့ဆလောင်းဖုံလေးတစ်ခုနဲ့အောက်အမီလီနဲ့ဖုတ်လိုက်တာပဲနော်။ဘာစီးမှသူကအလောက်မလုံဘူး။အဲ့လိုအိုကင်းပူမုံခေါ်တာပေါ့။အိုကင်းပူမုံအိုကင်းပူမုံအပူပေးပြီးတော့ဖုတ်ထားတယ်မို့စီတွေပါနေတာကြော်ထားတာမဟုတ်ဘူး။အကုန်ကြွတ်တာအောင်ဆင်းရဲတဲ့လူတွေလှုပ်ရှားတဲ့မုံမျိုးတဲ့။အဲ့ဒါကိုလူဆင်းရဲတယောက်ကစားနေတာပေါ့။သူကလမ်းသွားရင်လည်းမြင်တာ။မြင်တော့သူကစားခြင်း။အာ။ ဒီကောင်စားနေကြည့်တာအားရလိုက်တာတထေးစရကုံတဲ့ခါလဲရှိသေးတာ哦ဘယင်ကသူတို့တထေးဘွဲ့ပေးထားတယ်တထေးကြီးသူတို့သွားတောင်းစားလို့လည်းမဖြစ်စားခြင်းစိတ်ကလည်းဖြစ်တယ်အဲ့ဒါတော့ဝယ်စားလိုက်ပါလားဆိုတော့အမလီနှမျောလုံးလို့ဝယ်မစားခြင်းဘူးဗျာဝယ်မစားခြင်းဘူးသူများဝယ်ကြွေးဖို့များလှူဖို့တန်းဖို့များမအောင်မလီနဲ့သူကိုသူတောင်းသူပါဇက်သူတောင်းမတတာဘူး ဦးတို့တို့ချို့တဲ့နှမျောတဲ့လူတွေဆိုတာကသူများပေးရကမ်းရမှာအကျွေးရမွေးရမှာနှမျောတာကိုကိုအတွက်ကိုကြတော့တည်တယ်အမြဲတမ်းအဲ့ဒါသူတို့တွေကသူတို့ကတော့ရှားပွင့်နေလဲစားဖို့တောက်ဖို့ပါတော့ဟမ်တချို့အဲ့လိုနော်သူတို့နှမျောတယ်ဆိုသူများပေးရကမ်းမှာနှမျောတယ်မလူစင်မတန်းခြင်းမှုအဲ့လိုနှမျောတာဒီတထေးကတော့တကယ်စံချင်ချိုးတယ်မလေးသူ့ကိုသူတော့မတရာဘူးအဲ့ဒါဝယ်စားမှာပတ်စံကုန်မှာနှမျောလို့ဆိုဝယ်မစားဘူး မမသားမနာတာအဲ့ဒါအိမ်ပြန်သွားတာမုံကစားကျင်တာစိတ်ကတော့မဖြောင်းနိုင်ဘူးမုံကစားကျင်တာသူကအိမ်ရောက်တော့လည်းအဲ့ဒီမုံစားကျင်တာတခြားလည်းကရွင်းကမတွေ့ဘူးစားကျင်စိတ်ကအဲ့ဒါဖြစ်နေဆိုတော့ဘယ်မင်းတလိုင်းလဲနဲ့ဖြားသလိုနားသလိုစိတ်ကမကြည်လင်းဘူးမုံမစားတော့စိတ်မချမ်းသာဘူးဖြစ်နေအဲ့ဒါတထေကရောကြီးကမြင်တော့အင်းအလူကြီးဘလို့ဖြစ်ပါလဲမျက်နှာလည်းမကြည်မသာနဲ့ဘာမှစိတ်အလိုမကျဖြစ်နေတယ်မသိဘူး ငါမေးကြည့်အောင်မပဲဆိုကြောလေးတက်နှိမ့်နေပေးပြီးတော့အဲ့ဒါခြေထောက်လေးနှဲ့ခြေထောက်လေးပါလေးနှုတ်ဆုပ်ပေးပြီးတော့မောင်ကြီးတော့ဘလို့ဖြစ်နေတာတော့မျက်နှာလည်းမသားမရနဲ့ဘာဖြစ်တာတော့ရှင်ဘရင်ကများတော့ကိုတခါတည်းချင်းချောက်လိုက်သလားမင်းပြမင်းတန်းနေမြတ်တင့်လာသလားမင်းအခွန်ဘန္နာပိဆက်စရာကိစ္စတွေများဟလာများများဆဆရှိနေလို့လားအကျွေးတွေများမရလို့လား အလုံးလုံးကတော့လုပ်ငန်းတွေရမြအစမပြေလို့လားဘာဖြစ်တာတော့ကျုပ်ကိုပြောပြပါတော်ကျုပ်မပြောဘူးစုပြောမတော့မပြောဘူးသူကသူမိမပြောလိုက်ရင်သူဒီမိမကတော့ငါပြောလိုက်ရင်သွားဝယ်တော့မှာပဲဆိုပြီးတော့သူကအဲ့ဒါနှမျောတော့မပြောဘူးတော့နဲ့မိမကလည်းအချောင်မပေးဘူးတော်တော်နဲ့ကျုပ်ခါတာခုမှကြီးမှတွေ့တာလည်းမဟုတ်ဘူးငယ်ပေါင်းဇနီးမောင်နှံတွေပဲတော်တော်ကျုပ်မပြောဘူးစုပြောမှာတော့ကျုပ်ထက်ရင်းနှီးတာဘယ်သူရှိသလဲဘာတော့ညာတော့နဲ့တတိယကတော့ကြီးအချောင်မပေးဘူးအမျိုးမျိုးလက်ပတ်ပြီးတော့မေးမှာ နောက်ဆုံးနောက်ကျမှပြောတာမလေးရှင်မရဲ့ငါတခြားမဟုတ်ပါဘူးကွာအိုးခင်ဘူးမုံလေးစားကြံလို့အမလေးဖြစ်မှာဖြစ်ရပဲလေမောင်ကြီးရဲ့တော့လူဆင်းရဲ့အမွဲလားဂရီ80လောက်တောင်ချမ်းသာတာတော်စားကြံဒီတက္ကရာနိဂုံးတရွာလုံးလောက်အောင်ကြောကြည့်လို့ရတယ်အမလေးအံ့ဩပါဟုတ်လားအံ့ဩပါ မုံလေးစားကြံတာဒီဒီဘာအဖိုးမတန်တဲ့မုံလေးစားကြံတာလေးနဲ့များဒါတော့စိတ်ဆင်းရဲခံရသလားဆိုတထေကတော်ကြီးကမြည်တော်နေအဲ့ဒါကြည်နော်ဓမ္မတယ်လူဖို့တန်းဖို့တန်တရားချိန်ခါတော့မပြောနဲ့ကိုပါဇက်ကိုတော့မတရာလောက်အောင်ပစ္စည်းဥစ္စာရှိပါလေကိုပါဇက်ကိုတော့မတရာလောက်အောင်နှမျောကက်စီနေတာကြတော့အဲ့ဒါမကောင်းဘူး ြန်နော်အဲ့ဒါမကောင်းဘူးလူကျင်တန်းကျင်သေးလေးလည်းမွေးရတယ်ဒါမှမဟုတ်ထိုင်လျောက်တော့သုံးဝစားရတယ်လူချမ်းသာတာဘာမှမသိပဲဖြစ်နေတချို့ကဟိုနှစ်မျောတာနဲ့စီကန်းရှိရလို့ဒီမကွယ်ဘူးတချို့ကဘလဘွားသုံးကျင်နဲ့စစ်စစ်နဲ့မရှိဘူးအဲ့ဒါလည်းမဟုတ်သေးပြန်ဘူးနော်အကျိုးမဲ့ဖြုံးလိုက်ရောက်တယ်အဲ့ဒါကြတော့စစ်စစ်နဲ့လေးထားသုံးသင်းသလောက်သုံးလှူသင်းသလောက်လှူစားသင်းသလောက်စားအဲအဲ့လိုအဲ့ဒါမှလူဖြစ်ရချိုးနှက်ပြီးတော့အဲလူချမ်းသာဆိုတာဘာလဲဆိုတာသိမှာပေါ့ဟိုစင်စင်ရှိတာမရှိလို့မှချွေချွေတာတာ နောင်ရေးစီတွေ့ပြီးတော့သင်းဆဲချွေတာပြီးတော့သုံးအောင်ဆွဲရတာဥစဉ်မပြောလို့ပါဒါလောက်ဆင်းနေတယ်မကောင်းဘူးပေါ့ဒါမှမဟုတ်နှမျောတဲ့လောက်နှမျောအလားစီလီကန်လေးထားအတိုင်းထက်လို့နှမျောတာမျိုးကတော့မကောင်းဘူးပေါ့